်အလင်းပေးချောင်းမစိုးရင်တိုက်တင်မှတန်လာတော့၂၀တဘာပြန်လုံတော့မှုဆိုတဲ့တွင်ဗမာတဘာဝဘေးအနေရဲ့ဒီကဲဆေးရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ရောက်ရှိဆိုတဲ့တဲ့ ချားနေသည့် Sky Villa ကွန်ဒိုမှကိုအားကိုကို၍ဖောက်ထွက်လာနိုင်ခဲ့သည့်အမျိုးသမီးငယ်အတွက်ဝမ်းသာကုန်ယူကြောင်းသတင်းထုတ်ပြန်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်အနေနဲ့အိန္ဒိယဆေးဝါးလုပ်ငန်းအပေါ်အမေရိကန်အခွန်စည်းကြလာပါကဆေးဝါးစေနှုံအပေါ်တက်ရောက်လာနိုင်ပွဲရှိဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါသေးတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ငလင်ဖေးချောင်မစိုးရင်တိုက်တက်မှတန်ဃာတော်20ဖောင်ပြန်လွန်ထုံးမှုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ဖေးချောင်မလေးမျိုးမစိုးရင်တိုက်တက်ကတန်ဃာတော်20ဖောင်ပြန်လွန်ထုံးမှုခဲ့ပြီး45ပါးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အဆိုပါမစိုးရင်တိုက်တက်ဟာတန်ဃာတော်ပေါင်း2500ကျော်သတင်းသုံးနေတဲ့ចောင်းတော်ကြီးဖြစ်ပါတယ်။ အဆိုပါမတ်လ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ငလင်ဘေးကြောင့်မဆိုးရိမ်တိုက်တဲ့နိုင်ရီစင်ကြီးပြိုလဲသွားခဲ့တယ်လို့ဓမ္မရခိတာငါးထက်ចောင်းကြီးလည်းပြိုချသွားတဲ့အပြင်ကြမ်းထက်ចောင်းဆောင်ထွေလည်းကွဲအပ်ကုန်းထားကြောင့်နေထိုင်ဖို့မတင်တဲ့အခြေအနေရောက်နေရပြီလို့ဆိုပါတယ်။ လက်ရှိမှာတော့ပြန်လွန်ထုံမှုခဲ့တဲ့တန်ဃာထော်တပားကို730နဲ့ဒညာရရှိခဲ့တဲ့တန်ဃာထော်တပားကို75ဒိန်လူတန်းကူညီဖို့လှူဆောင်ထားတယ်လို့သိရပါတယ်ပြန်လွန်ထုံမှုခဲ့တဲ့တန်ကဒညာရထေတန်ကနဲ့ပြိုချထေចောင်းထွေရဲ့အတွက်လူရန်လူပါကဓမ္မဝိမုတ်တိယတ္တចောင်းရှိမှလူရန်နိုင်တယ်လို့ဆိုပါတယ်။ အဆိုပါမန္တလေးတိုင်းဒေသကြီးရထွေးမှာမတ်လ31ရက်နေ့အထိစုစုပေါင်းလူဦးရေ403ဦးကို အသက်ရှင်လျက်ခဲထုံနိုင်ခဲ့ပြီးတည်ဆုံသူ259ဦးရဲ့ရဝလောင်းများကို ထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ် ငလင်ဘေးချောင်းမလီတိုင်းဒေသကြီးအပါဝင်စကိုင်းတိုင်းမှာလည်းတန်ဃာထုံးနယ်တိလာရှင်ထွေထိခိုက်သေးဆုံးတာနဲ့ပြန်လွန်ထောင်မှုထားတွေရှိခဲ့ပြီးစကိုင်းတိုင်းဘက်ကကျောင်းထွေကိုလည်းရှောက်ဖွေကဲဆဲရေးထွေဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဂျပန်မှာတဘာဝဘေးအန္တရာယ်၊ကုညီကဲဆဲရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ရောက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ပြစ်ပေါ်ခဲ့တဲ့ထိခိုက်ပျက်စီးမှုတွေကိုကုညီဆောင်ရွက်ဖို့အတွက်တဘာဝဘေးရန်ရဲ့ကုညီကယ်ဆယ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ရန်ကုန်ကိုယမန်နေ့ညနေပိုင်းကရောက်ရှိလာပြီးဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဂျပန်အတန်ယုံကထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံအစိုးရကငလင်ထန်းတင်ပြည်သူတွေရဲ့အတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ဂျပန်ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီဂျကာမတ်တဆင်တဘာဝဘေးအန္တရာယ်ကုညီကယ်ဆယ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ကိုကနအူအနေနဲ့မြန်မာနိုင်ငံသို့ဆေလွှတ်ဖို့မတ်လ30ရက်မှာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ က်ဆိုင်ရာချက်ကဝန်ထမ်းတဲ့ဆေးဖက်ဆိုင်ရာပညာရှင်တွေအပါအဝင် အဖွဲ့ဝင်၅ဦးဟာလက်ရှိမြေပြင်အခြေအနေလိုအပ်ချက်တွေနဲ့လုံခြုံရေးအခြေအနေတွေကိုကြည့်ရှုသုံးသပ်ပြီးနောက်တဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ခြေတီအားကိုဆေးလွှတ်ရေးအတွက်ညှိနှိုင်းဆောင်ရွက်မှုတွေလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဂျပန်ဆိုရာအနေနဲ့ငလင်းသန်းတင်ပြည်သူတွေအတွက်အခြေခံလိုအပ်တဲ့ပစ္စည်းတွေအပါအဝင် အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းတွေကိုချက် ားမှတဆင့်ထောက်ပံ့ပေးရဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆလပီကျိုးချနေသည့် Sky Villa ကွန်ထိုမှကိုအားကိုကိုရွေဖောက်ထွက်လာနိုင်ခဲ့သည့်အမျိုးသမီးငယ်အတွက်ဝန်တာကိုယူချောင်းသတင်းထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်မလင်းမျိုးရှိပြိုကျပြီးမိခဲ့တဲ့ Sky Villa Control အတွင်းကနေကိုအားကိုကိုပြီးဖောက်ထွက်လာနိုင်ခဲ့တဲ့အမျိုးသမီးငယ်အတွက်ဝမ်းသာဂုဏ်ယူကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ မတ်လ28ရက်ကအင်အားပြင်းငလင်လှုပ်ခတ်ခဲ့တဲ့ငလင်တန်းတင့်ဒေသအသီးသီးမှာကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုတမတော်သောမြန်မာနိုင်ငံရဲ့သက်ဖွဲ့ဝင်မိသားသက်ဖွဲ့ဝင်တွေရပါဝင်ပြပနိုင်ငံတွေကကုညီကယ်ဆယ်ရေးအဖွဲ့တွေဌာနဆိုင်ရာဝန်ထမ်းတွေလူမှုကုညီရဲ့တင်းအဖွဲ့တွေနဲ့ဒေသခံပြည်သူတွေပူးပေါင်းပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်နဲ့တပြေးညီကုညီဆောင်ရွက်ပေးနေတာပါအဲ့ဒီလိုဆောင်ရွက်ပေးနေချိန်မှာ မလင်းမြို့ Sky Villa ကွန်ထိုးပြိုချမှုကနေမြေအဖွာ၃ဦးလွတ်မြောက်လာမှုကို၎င်းထိုးရဲ့ဖခင်ဖြစ်သူကလူမှုကွန်ရက်မှာရေးသားဖော်ပြချက်အရအခုလိုသိရပါသည် မန္တလေးမြို့စကိုင်းဗီလာကွန်ထရိုးအဆောက်အဦမှနေထိုင်လျက်ရှိတဲ့အသက်86နှစ်အရွယ်အဖွားအိုးတဦးအသက်16နှစ်နဲ့အသက်73နှစ်အရွယ်မြေနှက်ဦးတို့ဟာအဆောက်အဦပြိုကျမှုအတွင်းပိတ်မိကအသက်အနည်းငယ်နဲ့ရင်ဆိုင်ခဲ့ကြရတယ်လို့ဆိုပါတယ်။ အစိုးပါမြေနှက်ဦးတို့ဟာငလင်းတန်းချောင်းပြိုကျလာသောဖုံမှုတ်တွေကြောက်သုံးတွေအပြက်စီးများအကြားမှာပိတ်မိနေသားကြောင့်ဖုန်းတွေရဲ့အသုံးပြုပြီး flashlight အကူအညီနဲ့ထွက်ပေါက်ဖြစ်နိုင်မဲ့နေရာတွေကိုလမ်းချောင်းရှာဖွေထားတွေလှုပ်ဆောင်ခဲ့ပါသည် ဒါအပြင်ဖြစ်စဉ်ကိုမှတ်တမ်းတင်ထားကုညီကယ်ဆေးရေးသမားတွေ အတန်ကြားနိုင်ဖို့အော်ဟေခေါ်ဆိုထားတည်ဆုံနိုင်တယ်လို့ထင်မြင်မိထားကြောင်းဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကိုကျန်ရစ်သူမိသားစုဝင်တွေတွေ့မြင်နိုင်ရတဲ့အတွက်ဖုန်းနဲ့မှတ်တမ်းရိုက်ကူးတာတွေကိုဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ် အဲ့ဒီလိုအချိန်အတိုင်းသာတစ်ခုဝက်ထိအဆက်မပြတ်အော်ဟစ်အကူအညီတောင်းခံခဲ့ကြစဉ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကြားသိခဲ့ရတာကြောင့်သူများဖြစ်အပေါင်းငယ်တစ်ခုဖောက်ပေးခဲ့ပြီးတောင်းရီပီအက်ကမကြမီလာရောက်ခဲ့တယ်လို့ပြောကြားခဲ့တယ်လို့ဆိုပါတယ် အထီးနောက်ကဲဆဲရေးအဖွဲ့တွေက၎င်းထူအားပါဝင် အခြားပိတ်မိနေသူတွေကိုကဲထုတ်နိုင်ရေးလိုအပ်သည်များဆောင်ရွက်နေချိန်မှာခလေးငယ်တဦးဟာရေဘူးကမ်းပေးတဲ့အပေါက်ကနေလက်နယ်စမ်းကြည့်တဲ့အခါမှာသူ့တချောင်းကိုတွေ့ရှိရတာကြောင့်၎င်းသူ့ဖြစ်ကြောက်တုံးတွေကိုထူခွဲပြီးတကိုးစားထွက်နိုင်တဲ့အပေါက်ကိုဖောက်ခဲ့ပြီးခေါင်းထွက်၍ရအောင်စူးစမ်းဖောက်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ခေါင်းထွက်လာတဲ့အခါမှာကယ်ဆယ်ရေးအဖွဲ့ဝင်တွေဝိုင်းဝန်းကြိုးပမ်းကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ကဲဆေးရဲ့အဖွဲတွေဟာနေရာနဲ့လမ်းချောင်းကိုသိရှိသွားတဲ့အတွက်အဖွားဖြစ်သူနဲ့ချန်ရှိနေတဲ့ကလေးငယ်တအူးကိုဆက်လက်ကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ အထီလိုမိမိကိုယ်စွမ်းကိုစားနဲ့စူးစမ်းရုံးထွက်နိုင်ခဲ့တာကြောင့်ကြံရှိနေတဲ့အမျိုးသမီးငယ်တပ်ဦးနဲ့တက်ကြီးရဖွားဦးကိုကဲတင်နိုင်မှုအခက်ခဲတွေကိုတည်ငြိမ်စွာနဲ့ဖြေရှင်းနိုင်မှုရဲရင်မှု ဖြတ်ထိုးညံကောင်းမှု မိုဘိုင်းဖုန်းကိုအကျိုးရှိစွာအသုံးချနိုင်မှုတို့ကိုအတိအမှတ်ပြုချောင်းနဲ့အခုလိုအသက်ဘေးကနေလွတ်မြောက်ခဲ့တဲ့အတွက်ဝမ်းသာချောင်းသတင်းထုတ်ပြန်ထားပါထဲလို့သိရပါတယ်ရှင် နိုင်ငံတကာသတင်းတပုတ်အနေနဲ့အိန္ဒိယဆေးဝါးလုပ်ငန်းအပေါ်အမေရိကန်အခွန်အစည်းအကြလာပါကဆေးဝါးဈေးနှုန်းအပေါ်တက်ရောက်လာနိုင်ဖွယ်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီဝါလုပ်ငန်းခန္ဓာအပေါ်အမေရိကန်အစိုးရမှအခွန်စည်းချက်လာနိုင်ကြောင်းကြေညာချက်နယ်ပတ်သက်ပြီးအိန္ဒိယမှစိုးရိမ်စရာတွေပေါ်ပေါက်လာပါသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီယခွန်စည်းချက်မှုကို မကြာခင်မှာကြီးညာသွားပွဲရှိတယ်လို့ပြောကြားခဲ့ရာဈေးသက်သာထက်ရေးပူရဈေးထွေးဝင်ရောက်ခြင်းကိုတည်တည်သာသာထိခိုက်လာနိုင်မှာထဲ အမေရိကန်ရှိရေပူရစေအားလုံးရဲ့တဝက်နီးပါးခံဟောင်းအိန္ဒိယကလာထားဖြစ်ပါအထိတ်အိန္ဒိယမှာအမေရိကန် FTA ရဲ့ညွှန်ကြားချက်များနဲ့အညီဈေးဝါထုတ်လုပ်ထောက်ပံ့နေတဲ့လုပ်ငန်းပေါင်း900ခန့်ရှိကအဆိုပါအခွန်ချင်းချောက်မှုတွေက ထုတ်လုပ်သူများအပေါ်ထိခိုက်လာနိုင်ပါအထိတ် အိန္ဒိယဟာတကမ္ဘာလုံးကိုပေးပို့နေထားကြောင်းအခြားနိုင်ငံတွေကိုအာယုံထောက်ပံ့သွားရပါလိမ့်မယ်ဒါမှကျွန်ုပ်တို့အတွက်ပြသမှာဖြစ်တယ်လို့ဇေဝါထုတ်လုပ်သူအမေဘာချာကပြောပါတယ် အိန္ဒိယနဲ့အမေရိကန်တို့ဈေးဝါများအပေါ်အပြန်အလှန်အခွင့်အရေးချက်လာနိုင်တဲ့အခြေအနေကိုသုံးပြန်တဲ့အနေနဲ့အိန္ဒိယဈေးဝါလုပ်ငန်းခန္ဓာကအမေရိကန်ဈေးဝါခန္ဓာအပေါ်တင်သွင်းရေးကိုဖယ်ရှားဖို့အကြံပြုလာပါတယ်အိန္ဒိယကတော့ဈေးဝါတင်သွင်းမှုကိုအများကြီးမိခိုနေရတာမဟုတ်ဘဲကင်းစားလို့ရောဂါတို့ရဲ့အတွက်အရေးကြီးတဲ့ဈေးတွေရှိပါတယ်။ အိန္ဒိယနိုင်ငံထဲကိုစေဝါဝင်ရောက်မှုလုံးဝမရှိရင်ထောင်းအိန္ဒိယကလူနာထွေရဲ့အတွက်အကူအညီဖြစ်နိုင်မှာသေးတယ်လို့အိန္ဒိယစေဝါထုတ်လုပ်ရေးအဖွဲ့မှဗီရန်ချီရှားကပြောသွားပါထိတ်အခွန်စည်းကြမှုအပြန်လန်ထားခြင်းကအီဘရန်နှစ်ရက်နေမှာစတင်မှာဖြစ်ကပြည်တွင်းထုံလုံးမှုကိုမြင့်တင်လာရဖို့ရှိပါတယ်။ အခွန်စည်းကြမ်းမှုအပြန်လည်ထားခြင်းကဧပြီ၂ရက်နေ့မှစတင်မှဖြစ်ကောင်းပြည်တွင်းထုံလုံးမှုကို မြင့်တင်လာရဖို့ရှိပါအထိအိန္ဒိယဈေးဝါခန္ဓာအပေါ်အမေရိကန်အခွန်စည်းကြမ်းမှုကဈေးဝါများဈေးတက်လာနိုင်ပြီးသုံးဆွဲသူများအတွက်အခက်အခဲဖြစ်လာနိုင်မယ်လို့သုံးသပ်နေကြပါအထိလို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါအထိကြည့်ရှုအားပေးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်ကျမကတော့မြန်မိုးထပ်ပါ thank you